လာလာနေတာလေဘယ်ရင်သမှုထောင်လာတာထုတ်ပါအော်ညီမတို့အခုအချိန်ဒီပြန်လွတ်လာတယ်ဆိုတာကိုကိုကိုယုံကိုမယုံနိုင်သေးပါဘူးရှင်ညီမတို့အစာအူကတက်လွားပြိုတယ်နှက်လွားပြိုတယ်သုံးလွားပြိုတယ်ဆိုတော့ညီမတို့ရဲ့အထက်မှာ၅ရက်ပဲကျန်ခဲ့တယ်ညီမတို့၄ရောက်မှတယောက်ကျန်ခဲ့ညီမတို့ထွက်လက်သာခြင်းပဲအညီမလေးကိုကဲဘူးပြောပါတယ်ဒါပြန်သူ့ရဲ့အနေထားကဲလို့လုံးဝကိုအဆင်မပြေတဲ့အနေထားဖြစ်နေအိတ်တိုင်းတိုင်းငလင်လုံနေရလို့ပဲခံစားရရတယ်ဒါအဆိုးရဆုံး မြန်မာတို့ရဲ့အိမ်မက်ဆိုးကြီးတစ်ခုပါပဲမန္တလေးမြို့မှာရှိတဲ့3365 EO Fitting Golden Country Hotel ဟာ28ရက်နေငလေးညောင်းတူကြပျက်စီးခဲ့ပါတယ်အဲ့ဒီ hotel က hotel ဝန်ထမ်းလှူဖြစ်တဲ့မတ်မူမူကလည်းအဲ့ဒီအဆောက်အဦရဲ့မှာပိတ်မိကျင်းနေခဲ့ပါတယ်။မတ်မူမူဘလို့ဆူဆူရရအသက်အန္တရာယ်ကြုံခဲ့ရလဲဘလောက်ခက်ခက်ခဲခဲလွတ်မြောက်ခဲ့လဲ hotel အဆောက်အဦရဲ့မှာဘသူတွေပိတ်မိပြီးတော့ကြံခဲ့လဲဆိုတာနဲ့ပတ်သက်ပြီးတော့မတ်မူမူ TMedia interview ဆက်သွင်းမေးမြန်းထားပါတယ် မမမူရေပထမဆုံးအနေနဲ့ငလျင်ဆောက်လို့တော့အဲ့ဒီရုံးခန်းထဲမှာမမမူတို့ဘာရီဆူဆူရွရွကြုံတွေ့ခဲ့ရလဲဘလောက်တက်အနေအများခဲ့လဲဆိုတာနဲ့ပတ်သက်တဲ့အဖြစ်အပျက်လေးပြန်ပြီးတော့ပြောပြပေးပါညီမတို့ပထမဆုံးငလျင်ဆောက်လို့ခဲ့တော့ညီမတို့ကဖွင့်လေးရောက်ရှိပါတယ်ညီမတို့ကထင်းထင်းဆားပြီးတော့ရုံးခန်းထဲပြန်လာတဲ့အချိန်ပုံတော့တနအိမ်ဝင်းချင်းလောက်ဖြစ်မယ်ထင်တယ်ညီမတို့ရုံးခန်းထဲလည်းပြန်ရောက်ရောက်ပြီးတော့ငလျင်လှုပ်တော့တာပဲငလျင်လှုပ်လို့ရှင်တိတိချင်းသပွဲကုန်အောက်ကိုအထိုင် ဂုံးကတဲ့အတန်ကြီးနဲ့သူငနဲ့ချက်ကြီးပြိုးချလိုက်တာဒီမဲတိတော့တယ်ပြီးတော့မှောင်သွားတယ်ဒါမင်းငလီပထမတစ်ခါလှုပ်ခွေရညီမတို့ငနဲ့ချက်ကြီးအဆောက်အဦကြီးကပြိုးချသွားတာရုံးကနေမှာပြိမိပြီးတော့မမမူနောက်ဗာဆက်ဖြစ်ကြလဲဗျဘလောက်ကြကြပြိမိခဲ့ကြလဲညီမတို့စပြိမိတော့တတိယရရချင်း အဲညီမတို့အထဲပါလာတဲ့၄ယောက်ပေါ့နော်အဲ၄ယောက်ထဲကဘယ်သူရှိမလို့ညီမတို့မေးကြရအောင်နော်ဘယ်သူရှိလဲဘယ်သူရှိလဲဘယ်သူကြံသေးလဲပေါ့နော်မေးတဲ့အချိန်မှာ၃ယောက်စီရပဲအတန်ကြားရတယ်ပေါ့နော်ညီမအပါဝင်ပေါ့နော်ကြံတဲ့တယောက်ကတော့ညီမတို့အတန်မကြားရအောင်ဖြစ်ဖြစ်ချင်းကဲပါဆိုညီမတို့អော်ကြသေးရဲ့ဒါပိုင်မអော်နိုင်တော့မអော်နိုင်တော့တစ်ဖက်ကအဲ့၂ယောက်ပေါ့နော်၂ယောက်အဲ့အမ၂ယောက်ကတော့ဒုတ်တင်နဲ့ရိုက်ကြရညီမသားမှာဒုတ်တင်မရှိဘူးတနာကြီးဝင်းကျင်တော့ကဆိုတော့6ခွဲလောက်မှထွက်လာဖြစ်တယ်ကို6နာရီကြာအထဲမှာပြိမ့်မိနေတယ် ညီမတို့အဲ့မျက်နှာချက်တွေပြိုကျပြိုကျင်ပေါ့နော်ညီမတို့ကတော့အဆုံးကိုကိုကိုတတိအနေအထားနဲ့ပြန်ပြီးတတိဝင်အောင်ကတ်လိုက်တယ်ပြီးတော့ညီမကပဝင်းချုံလေးလာတယ်ပေါ့နော်ကန့်ဆောင်တာတို့ကညီမတို့ကထမင်းချပြီးပြန်လာတဲ့အချိန်မှာလက်ထဲမှာဖုန်းတွေပါလာတယ်ဖုန်းတွေပါလာတော့ဖုန်းမိနေတဲ့ပဝင်းချင်အနေနဲ့တခုညီမကိုကြည့်ရပေါ့နော်ပြီးတော့အဲ့ဖြစ်ချင်းမဲ့ရည်ရည်စိတ်မီဝင်လာတယ်ညီမတို့လည်းကြံရမရနဲ့ဘေးနားမှာရှိတဲ့စကူပုံးတွေတွေကနဲ့စကူတွေညီမတို့အောက်မှာဖင်းပလိုက်ရတယ်ပြီးတော့ဒီဖုံမုတ်တွေပေါ့နော်ဒီဓာတ်မြေဘီလက်မြေရဲ့ဖုံမုတ်တွေရတယ်ဝင်လာတယ်အနိထအရန်ကိုကျင်းလာအပေါ်မှာလည်းမျက်နှာချက်ကြီးပေါ့နော် ပြီးတော့ငလေးညဆက်တိုက်ပြီးတော့လှုပ်လာတယ်။လှုပ်လာတယ်ပိုကတတိမပြတ်နဲ့မနေသေးပြီးတော့အဲ့ဒီတနားရီလောက်ကြာတဲ့အချိန်မှာညီမတို့စီညီမတို့ယုံကအကိုရေအတန်ကြားတယ်ပေါ့နော်။ညီမတို့အတန်ပေးတယ်ဒုတိနဲ့ထူတယ်။အဲ့နဲ့အဲ့ညီမတို့တွေကအဖွဲတယောက်ကနေပြီးတော့အပြင်မှာရှိနေတဲ့ဂျင်းစီကိုမစိဝင်သွားတယ်ပေါ့ညီမတို့လည်းမစိကိုပို့တယ်။မဲတော့ပုံမှန်မှာရှိသမျှလေးကိုကယ်ပေးဖို့ပို့တယ်ပေါ့နော်အခန်းထဲမှာပိတ်မိနေတယ်ကယ်ပေးပါဆိုပြီးပို့ကြတယ်လိမ့်စာလေးနဲ့ပို့ကြတယ်ပေါ့။ကန်ကားနာတစ်ခုကညီမတို့တွေရဲ့အဖွဲတွေကတယောက်ကအပြင်မှာရှိနေတဲ့ဂျင်းစီကိုမစိရောက်သွားတယ်။မဲတော့အထက်ထဲမှာလူလေးယောက်ရှိရယ်ကယ်ပေးဖို့ပေါ့နော် အဲ့အကိုစီကလည်းမစိတ်ပြန်ဝင်လာတယ်သူတို့ကဲဖို့လုပ်ပေးနေပါတယ်ဆိုရတဲ့ဝင်လာအဲ့နောက်ပိုင်းဘာမှစိတ်မှမရတော့ဖုန်းနဲ့ဆက်တယ်လို့မရတော့ဖုန်းကတော့ပြောလို့မရအောင်မစိတ်အနေထားပဲရတာမမမူတို့အနေနဲ့အဲ့ဒီအချိန်နေရနေပြီးတော့ဘယ်လိုမျိုးလွတ်မြောက်လာခဲ့လဲဗျမမမူတို့ဘယ်သူတွေလာခဲ့ကြလဲညီမတို့ဘယ်သူတွေလာခဲ့လဲဆိုရင်ပထမရုံးဟလူတွေပေါ့နော်ရုံးဟလူတွေကသူတို့တနိုင်တော့အင်အားလေးနဲ့လုံးကြတယ်ဒါပေမဲ့သူတို့အနေထားနဲ့လုံးလို့ကဒီရှားကြီးကအစ်မပြေဘူးပေါ့နော်အဲ့တော့ကျွမ်းကျင်တဲ့သူတွေကိုခေါ်ရတယ်ညီမတို့ရုံးဟလူတွေကိုတကယ်ကြီးကုတင်ပါတယ် ဒီနေရာနဲ့ပြောချင်ပါတယ်ညီမတို့ရောင်းရတဲ့တက်ဆိုင်ရာလူကြီးနဲ့ပူပေါင်းပြီးတော့ကဲဆဲအဖွဲ့အင်းနဲ့ညီမတို့ခက်ခက်ခဲခဲကိုအကူအညီပေးခဲ့ပါတယ်မိဆက်တွေပစ္စည်းကိရိယာတွေအဆုံအနေနဲ့ကဲပေးရှာပါတယ်မမှုမှုတို့လွံ့မြောက်လာပြီးတဲ့နောက်မှာအဲ့ဒီမမှုမှုတို့ရဲ့ရှစ်ထက်တိုက်ထဲမှာတခြားကြံငဲကြတဲ့လူတွေရှိကြသေးလားဗျဟိုပိတ်မိနေတဲ့လူတွေအဲ့မှာရှိနေသေးလားညီမတို့အဖွဲ့ထဲမှာ၄ယောက်ရှိရညီမတို့၃ယောက်ပဲအပြင်ထွက်လာနိုင်ခဲ့တယ်။တယောက်ကတော့ကျန်ခဲ့တယ်ပေါ့နော်။ညီမတို့ထွက်လာတာချင်းပဲအဲ့ညီမလေးကိုကယ်ဖို့ပြောပါတယ်။ ါမှသူ့ရဲ့အနေထားကဲလို့လုံးဝကိုအဆင်မပြေတဲ့အနေထားဖြစ်နေ။ညီမလည်းသိပါတယ်။သူ့ဘက်ကလည်းညီမသွားလို့မရဘူး။ဘာလို့လဲဆိုတော့ညီမပြမျက်နှာချက်ကြီးမှာထုတ်တန်းကြီးပါနေ။အဲ့ထုတ်တန်းကြီးကညီမတို့ကိုသုံးယောက်တစ်ခွဲနဲ့ဟိုဘက်ကညီမလေးတစ်ခွဲကိုချသွားတာ။ပြီးတော့ညီမတို့ရဲ့ကဲ့ရဲ့ဘေးကန်းကအတန်တန်ကြားပါတယ်သူကစပါခင်းရပါအဲ့စပါခင်းကညီမလေးကလည်းပြမဆဆချင်းတော့တော့ထူးရှိုက်တန်နေကြပြီနောက်ပိုင်းကဟာတမ်းမှမကြတော့ညီမတို့ဒီမှာဆုံရှုံသားတဲ့အနေအထားနဲ့ဆိုလို့ရှိရင်ညီမတို့ဝင်တဲ့နေ့က ငါလေးတယောက်ပါမယ်စပါခန်းကညီမလေးတယောက်ပါမယ်ပေါ့နော်ဧည့်သည်အညီနေကမြစ်တုံညာခွန်ကဧည့်သည်ပါမယ်လို့ပြောပါတယ်ညီမကလည်းအခုဆက်တွေ့လာတာပါပေါ့နော်မြစ်တုံညာခွန်ကဧည့်သည်ဘလို့အချင်းချင်းရှိလဲဆိုရဲအဟာမျိုးလေးညီမကမေးလာတာရှိပါတယ်ငါတို့မြစ်တုံညာခွန်ကလည်းအတန်နဲ့မကြားရပါဘူးရှင်ငလင်ကျောင်းမမှုမှုဘာတွေထိခိုက်သွားသေးလဲဗျအာရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာပေါ့နော်ဘာတွေအဆင်မပြေတာရှိတယ်လက်တလုံးမှာဘလို့ခံစားနေရလဲဗျထိခိုက်တံရအနေနဲ့ဆိုညီမဆိုသွားထိသွားတယ်ပေါ့နော်ဖြစ်ဖြစ်ချင်းမှာညီမရဲ့မျက်နှာဟာဖင်တိုင်းကုန်နဲ့ အပ်ပြီးတော့အပေါ်မှာမျက်နှာကျက်နဲ့စောင့်မိရဲ့မျက်နှာကျက်ကညီမခန္ဓာကိုဖိရဲ့ပုံစံနေတာဖြစ်တဲ့အတွက်ညီမသွားတွေကတော့ထိခိုက်သွားတယ်ပေါ့နော်။ညီမတို့အခွေတွေကတယောက်ကပြန်လွတ်လာတဲ့တယောက်ကဆိုမျက်နှာထိခိုက်တယ်မျက်နှာတော့ရောင်ကိုင်းနေပါတယ်။ကျန်တာကတော့ဒီကုလုံးပုံပဲ့တန်းရည်ပဲဖြစ်တယ်။ဒီကုလုံးကိုက်ခဲတယ်ပေါ့နော်။နာကျင်ရတယ်။အဲ့ဒီအနေထားပဲရှိပါတယ်။အစိုးဆုံးအနေထားတို့ကစိတ်ပိုင်းဆိုင်ရာထိခိုက်သွားတာပဲဖြစ်ပါတယ်။အဲ့ဒါကတော့ဘာနဲ့မှကုစားသူမရဘူးဖြစ်နေ။ညညတွေအိတ်မပြောဘူး။အစားလည်းစားလို့မဝင်ဘူး။အိတ်တိုင်းတိုင်းငလင်းလုံနေလို့ပဲခံစားရတယ်။ဒါအစိုးရဆုံး ညီမတို့ရဲ့အိမ်မက်ဆိုးကြီးတစ်ခုပါပဲညီမတို့အခုအချိန်ထိပြန်လွတ်လာတယ်ဆိုတာကိုကိုကိုဂျုံကိုမယုံနိုင်သေးပါဘူးရှင်